ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုတာဘယ်လိုလူတွေကိုခေါ်တာလဲဗုဒ္ဓဘာသာအမိခံတွေကရောဘယ်လိုလူမျိုးလဲဆိုတာသိဖို့အရင်ဆုံးဗုဒ္ဓဘာသာနဲ့ဗုဒ္ဓဘာသာဝင်ဆိုတာကိုတည်တည်ကြကြကွဲကွဲပြားပြားသိထားသင့်ပါတယ်ကိုကိုတိုင်ကရောဗုဒ္ဓဘာသာဝင်စစ်ရလားအမိခံဗုဒ္ဓဘာသာဘယ်လားဆိုတာအခုကျွန်တော်ပြောမယ့်အချက်တွေနဲ့တိုင်းတာကြည့်လို့ရပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့မြင်ဝင်ထွေးပါတူတရားသားတွေနဲ့ဓမ္မစာပေတွေအကြောင်းကို ော်လေး sharing လုပ်ပေးနေတဲ့သူပဲဖြစ်ပါတယ်။တငငချင်းတို့အနေနဲ့တူတာရတာနဲ့ဓမ္မစာပေတွေကိုစိတ်ဝင်စားရတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel ကို follow and subscribe လုပ်ထားကြဖို့ပြောလိုပါတယ်ခင်ဗျာ။ပထမဆုံးဗုဒ္ဓဘာသာကဘာလဲဗုဒ္ဓဘာသာဆိုတာကဗုဒ္ဓရဲ့အဆုံးအမအမှန်တမျမြတ်စွာဘုရားရှင်ဟောပြောဆုံးမတော်မူအပ်တဲ့ဗုဒ္ဓရဲ့အဆုံးအမစကားတော်အမှန်တမျကို ဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။ဒါကိုအင်္ဂလိပ်လို့ဆိုရင်တော့ Buddhism လို့ခေါ်ပါတယ်။ဗုဒ္ဓဘာသာရဲ့အဓိပ္ပာယ်ကိုနားလည်သဘောပေါက်ပြီးဆိုလို့ရှိရင်ဗုဒ္ဓဘာသာဝင်ဆိုတာရောဗာလဲ။ဗုဒ္ဓဘာသာဝင်ရဲ့အဓိပ္ပာယ်ကိုလည်းကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တိုင်းနားလည်ထားသင့်ပါတယ်။ဗုဒ္ဓဘာသာဝင်ဆိုတဲ့ဝါဟာရနဲ့ထတ်တူညီတဲ့ပိဋကစာပေရဲ့အသုံးနှုန်းကတော့ဥပဒကဆိုတဲ့ဝါဟာရပဲဖြစ်ပါတယ်။ဥပဒကရဲ့အဓိပ္ပာယ်ကတော့ယန္နာ၃ပါးကိုကိုယ်ွယ်စည်းကမ်းသူကိုဆိုလိုပါတယ် ဗုဒ္ဓဘာသာဝင်တမိုင်းမှာပထမဆုံးဥပဒကတွေဖြစ်ကြတဲ့တပုတ်တာနဲ့ဗာလိကာကုံတဲ့ညီနောင်ကိုဗုဒ္ဓဘာသာဝင်တိုင်းတီးကြမယ်လို့ထင်ပါတယ်။သူတို့ညီနောင်တို့ကဗုဒ္ဓမြတ်စွာဘုရားကိုဖူးတွင်းစဉ်အခါကတန်ခါဆိုပြီးမရှိသေးပါဘူး။ဗုဒ္ဓနဲ့ဓမ္မကူတာကိုးကွယ်ရဟူ၍စီကပ်ပါ၏လို့ရှောက်ထားပြီးယတနာနှစ်ပါးပေါ်တရဏဂုံစောက်တည်ခဲ့ကြရတယ်။အဲနောက်ပိုင်းမှာဘုရားရှင်ရဲ့တပည့်တော်ယဟန်တန်ခါဒီပေါ်ပေါ်လာတဲ့အချိန်မှာ ဗုဒ္ဓဓမ္မတန်ခါဆိုတဲ့ယန္တနာ၃ပါးကိုကိုးကွယ်ရာဟု၍စီကပ်ပါရီကိုစိတ်မှာတဏှဂုံစောင့်တည်ပြီးတဲ့သူကိုဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုကြပါတယ်။ဒီလောက်ဆိုရင်ဗုဒ္ဓဘာသာနဲ့ဗုဒ္ဓဘာသာဝင်ကိုတည်တည်ချာချာနားလေသဘောပေါက်လောက်ပြီလို့ထင်ပါတယ်။တခြားဘာသာမှာဆိုလို့ရှိရင်ဥပမာခရစ်ယာန်ဘာသာမှာဆိုလို့ရှိရင်ဘာသာဝင်ဖြစ်ဖို့နှစ်ကြီးခံရပြီးတော့အစ္စလာမ်ဘာသာမှာဆိုရင်တော့ရှာဟာဒါယူဆိုရပါတယ်။ဘောဓဘာသာဝင်ဖြစ်ဖို့ဆိုလို့ရှိရင်ရောဘာတွေလုပ်ရမလဲ အပြမဆုံးကျွန်တော်တို့တဏ္ဍာကုံအရင်ဆုံးတည်ရပါတယ်တဏ္ဍာကုံမှာလည်းနှစ်မျိုးရှိပါတယ်လောကုတ္တရာတဏ္ဍာကုံနဲ့လောကီတဏ္ဍာကုံဆိုပြီးတော့နှစ်မျိုးရှိပြန်တယ်လောကုတ္တရာတဏ္ဍာကုံဆိုတာကအရိယာပုဂ္ဂိုလ်သူတော်စင်တွေရဲ့ယန္နာမြတ်သုံးပါးအပေါ်မှာမမိမတော့အလုံးစုံအကျွေးမဲ့ကိုယုံကြည်ကိုးကွယ်ခြင်းပဲဖြစ်ပါတယ်လောကုတ္တရာတဏ္ဍာကုံတည်ပြီးတဲ့သူကဗုဒ္ဓဘာသာဝင်ဖြစ်မှဘယ်တော့မှမဆုံးရှုံးနိုင်တော့ပါဘူး လောကီတဏ္ဍာကုံကြတော့ကျွန်တော်တို့လိုဖူးဖူးစင်နေမှာပဲတည်နိုင်တဲ့တဏ္ဍာကုံပါလောကီတဏ္ဍာကုံတည်တဲ့သူကတခြားဘာသာဝင်ဖြစ်ခံယူသွားတာပဲဖြစ်ဖြစ်တေဆုံးသွားလို့ဘဝတစ်ပါးကိုကူးပြောင်းသွားတာပဲဖြစ်စီဗုဒ္ဓဘာသာဝင်ဖြစ်မှအဆုံးရှုံးသွားနိုင်ပါတယ်လောကီတဏ္ဍာကုံတည်တဲ့သူတွေကိုလည်း၄မျိုးခွဲခြားထားပါတယ်နံပါတ်၁ကယတနာမြတ်၃ပါးကိုမိမိကိုယ်ကိုစွန့်လွတ်လူတန်းခြင်းဖြင့်စီးကပ်တဲ့သူပါနံပါတ်၂ကယတနာ၃ပါးတည်တာ ယုံကြည်အားကိုးခြင်းဖြင့်စီးကတ်တဲ့သူနံပါတ်3ကယတနာမြတ်3ပါးရဲ့တပည့်ဖြစ်ခံယူခြင်းဖြင့်စီးကတ်တဲ့သူနံပါတ်4ကတော့ယတနာ3ပါးကိုဆွေမျိုးတော်ရေးတော်တကောင်ကြောင်းရေးတော်တကောင်လောကီအကျိုးစီးပွားအတွက်လက်လက်ဘတူဖို့အတွက်ရည်ရွယ်ပြီးတော့ကိုးကွယ်ကြခြင်းကလောကီတဏ္ဍတကောင်တည်တဲ့သူတွေပဲဖြစ်ကြပါမယ်ဒါဆိုလို့ရှိရင်ကိုကိုတိုင်ကဗုဒ္ဓဘာသာဝင်မဟုတ်ပြီမဲ့ဗုဒ္ဓဘုရားရှင်ဟောကြားထားတဲ့တရားဆုံးမဒေသနာတော်တို့နဲ့အညီ လိုင်းနာကျင့်သုံးခြင်းမရှိသေးပေမဲ့လည်းယန္တရာမြတ်၃ခုကိုလောကမှာအမျက်ဆုံးကိုးကွယ်ရာလို့ယုံကြည်ကိုးစားတဲ့အစိဖြစ်ပေါ်ခဲ့ုံနဲ့အဲ့ဒီသူကလောကီတဏ္ဍာကောင်တည်ပြီးသွားပြီဖြစ်လို့ဘုရားဘာသာဝင်တူလို့ယူဆလို့ရသွားပါပြီဘုရားမြတ်စွာဘုရားကတကယ်ဘုရားဘာသာဝင်များနဲ့အမိခံဘုရားဘာသာဝင်တို့အကြားအနှစ်သာရခြင်း၊ကွာခြားမှုကိုဒုံဆန်းနာတရောင်းစားနဲ့တူတဲ့ဥပဒကအောက်တန်းစားဘုရားဘာသာဝင်နဲ့ဘရုံမာကြာနဲ့တူတဲ့ဥပဒကအ အထက်တန်းသားဗုဒ္ဓဘာသာဝင်ဆိုပြီးတော့ပိုင်းခြားသတ်မှတ်ခဲ့ပါတယ်အခုပြုံမဲ့အင်္ဂါရက်တွင်နဲ့ပြည်စုံတဲ့သူကိုဒွန်းစန္နာတရောင်းသားနဲ့တူတော်ဥပဒေကအောက်တန်းသားဗုဒ္ဓဘာသာဝင်များဖြစ်အထိတ်ွယ်ဖွင့်ဆိုခဲ့ပါတယ်အဲ့ဒါတွေကတော့နံပါတ်1ကယန္တနာမြတ်၃ပါးကိုကြည်ညိုမှုမရှိတာနံပါတ်2ကတီလာလုံုံခြင်းမရှိတာနံပါတ်3ကအကြမ်းမြင်ဘေးဒီရရာစတဲ့လောကီအစီရင်တွေကိုပြုလုပ်လို့ရှိတာ အနံပါတ်၄ကအကြမ်းမြင်ဗီဒီယိုတွေရာစတဲ့လောကီအစီအရင်တွေကိုယုံကြည်ပြီးတော့ကံကံရဲ့ဂျိုးကိုမယုံကြည်တာပါဥပမာကောင်းတာလုပ်လို့ရှိရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဆိုတာကိုမယုံကြည်တာပါနံပါတ်၅ကသာသနာပသာသနာမထုံးကားတဲ့အချိန်ကြမှာအလူခံရှာပြီးတော့အလူပေးခြင်းတို့ပဲဖြစ်ပါတယ်တေချာသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်ဒွန်းဆန္ဒတရောင်းသားနဲ့တူတဲ့ဥပဒကအောက်တန်းသာဗုဒ္ဓဘာသာဝင်များက ယတနာမြတ်၃ပါးအဖို့မှာမိမိအသိဉာဏ်ပညာနဲ့ရှင်ပြီးတော့ကျင်ယိုတရာစိတ်မရှိခြင်းနဲ့ဗုဒ္ဓရဲ့လမ်းညွန်တဲ့အဆုံးအမတွေပေါ်ရုံယုံကြည်ကြည်လိုက်နာလေးမရှိခြင်းပဲဖြစ်ပါလေ။အဲဒါကြောင့်ကိုချင်းသီလဆိုင်ရာဗုဒ္ဓရဲ့လမ်းညွန်ချက်တွေပညာချက်တွေကိုမတိကျုံကျုံပြုပြီးတော့အခွင့်အာဏာချိုးဖောက်လေးရှိတဲ့သူကတော့အောက်တန်းစားဗုဒ္ဓဘာသာဝင်တွေပဲဖြစ်ပါလေ။ ဒီအောက်တန်းကဗုဒ္ဓဘာသာဝင်တွေကမိမိကိုယ်ကိုသာအားထားရဆိုတဲ့ဗုဒ္ဓရဲ့ဒေသနာတော်ကိုကြုံခိုင်းပြီးတော့ပြက်လန်ကြီးနဲ့ကြီးပွားမဲ့ဤလန်းကိုပဲရှာဖွေတတ်ကြတယ်ဗျပြီးတော့အတိတ်တွေနမိတ်တွေတပေါင်းတွေဗီဒီယိုတရားတိုင်ရိုက်တက်စင်စားရတွေကိုပဲအားကိုတတ်ကြတယ်ဗုဒ္ဓမြတ်စွာဘုရားရှင်ကအတ္တဟိအတ္တနောနာထောဆိုပြီးတော့မိမိကိုယ်သာအားကိုရလို့အတိတ်တလင်ဟောကြားထားပြီးမြဲအောက်တန်းစာဗုဒ္ဓဘာသာဝင်တွေက ဘယ်သူကကယ်မယ်ဘယ်သူကဆောင်မမယ်ဘယ်သူကမဆားလိုက်မယ်ဆိုတာကိုပဲမျှော်လင့်နေတတ်ကြတယ်ဗျာမိမိစေတနာကနေပေါက်ဖွာလာတဲ့ကံကံရဲ့အကျိုးတွေကိုမယုံကြည်ပဲနဲ့မကောင်းတဲ့စိတ်မကောင်းတဲ့အပြုမူမကောင်းတဲ့စေတနာကိုသာဝေးပြီးတော့ကောင်းတဲ့ရလတ်ကိုသာလိုချင်ကြပါတယ်အဲဒါကြောင့်အစစ်မှန်တဲ့ဗုဒ္ဓသာသနာတော်မှတွေ့ဖယ်ရင်းရိုက်နေပြီးတော့ကေတင်ဆောင်မနိုင်တဲ့သူတွေကိုပဲအားကိုးကြည်နဲ့ကိုးကွယ်ပူဇော်ကြပါတယ် ဒီတူရတတိတွေဘိုးတော်မေတော်တွေနတ်စရင်တော်မူဝင်တဲ့ဒီ38မင်းနတ်တွေဘေးရင်ဆရာတွေရဲ့ဇကားတွေမှာသာလမ်းဆုံးနေပြီးတော့အဲ့ဒီသူတွေကိုပဲယုံကြည်ကိုးစားစီကတ်ကြပါတယ်ဘုရားပြားရှိကိုယ်တိုင်ဟောကြားခဲ့တဲ့38ပြာမင်္ဂလာတရားတော်နဲ့ညီလိုက်နာနေထိုင်ကြင်ကြံမှုကသူတို့ရဲ့စိတ်ကူးထဲမှာတော့မရှိတဲ့သူတွေကတော့အောက်တန်းစားဘုရားဘာသာဝင်နေတာဖြစ်ကြပါတယ်ခင်ဗျာ ောဓဘုရားရှင်ကဒီအင်္ဂါရက်တည်နဲ့ပြေဆုံးတဲ့သူကိုတော့ဘဒုံမာကြာနဲ့တူတဲ့ဥပဒကအထက်တန်းစားဗုဒ္ဓဘာသာဝင်တွေဖြစ်တတ်မှတ်တော်မူခဲ့ပါတယ်။နံပါတ်1ကယန္တနာမြတ်သုံးပါးကိုမမိန်မတုတ်အကျွင်းမဲ့ကိုးွယ်ကြီးညိုတာ။နံပါတ်2ကသီလလုံခြုံတာ။နံပါတ်3ကလောကီအစီရင်တွေကိုမပြုတ်လောက်တာ။နံပါတ်၄ကအကြာမြင်ဘိုးတော်မေတော်စားတဲ့လောကီအစီရင်တွေကိုမယုံကြည်ဘဲနဲ့ကံကံရဲ့ကြိုးကူတာယုံကြည်တာ ။နံပါတ်9ကတော့တာသနာဒွေးလိုက်တာအလှူခံပုံကိုကိုရှာပြီးတော့အလှူပေးခြင်းလို့ပဲဖြစ်ပါတယ်။အထက်ကဖော်ပြခဲ့တဲ့ဒွန်းဆန္ဒနဲ့တူတဲ့ဥပဒကအောက်တန်းစားဗုဒ္ဓဘာသာဝင်တွေနဲ့ပြောင်းပြန်ပဲဖြစ်ပါတယ်။ဘရုံမှာကြာနေတူတဲ့ဥပဒကအထက်တန်းစားဗုဒ္ဓဘာသာဝင်တွေကယန္နာမြတ်သုံးပါးအပေါ်အတိဉာဏ်ပညာနဲ့ရှင်ပြီးတော့အကျွင်းမဲ့ကိုးကွယ်ကြီးညိုကြတာပါ။အမြတ်ဗုဒ္ဓရဲ့အဆုံးအမစကားတော်တွေနဲ့အညီလိုက်နာကျင့်သုံးနေထိုင်လေးရှိကြပါလေ အဲ့ဒါကြောင့်လည်းပဲကိုချင်းတီလာတွေလုံကြုံတယ်မိမိဘဝတိုးတက်ကြီးွားရေးအတွက်မိမိကိုယ်ပိုင်ကံညာဝိရိယမတပါတခြားကိုးဝဲရမရှာတော့ဘဲနဲ့မှန်ကန်စွာကျင့်ကြံနေထိုင်ကြပါလေမှန်ကန်စွာကြံစီတယ်မှန်ကန်စွာပြောဆိုတယ်မှန်ကန်စွာလောက်ကင်ဆောင်ရွက်နေကြတဲ့သူတွေဖြစ်လို့ဘယ်သူ့ကိုမှထိတ်လန့်တာတွေကြောက်ရွံ့တာတွေဖြစ်မနေတော့ဘူးအဲ့လိုလူမျိုးကလည်းပြက်တရားတွေရရစာတွေစတာတွေကိုထဲစင်းစားနေစရာမလိုတော့ဘူးကြော် အဲ့ဒါအပြင်ဘေးရင်တွေရေတရာတွေနှက်တွေဘိုးတော်တွေကိုလည်းကိုကိုယ်အားကိုးခြင်းမရှိတော့ပါဘူးဖရာတရားတန်ငါဒီဟုတဲ့ယန္တရာမြတ်၃ပါးကိုသာကိုကိုယ်စီကတ်နေသူဖြစ်လို့တခြားမိတိအယူဝါဒမတူတဲ့သူက၆ယူရောဖြစ်စီမြောက်ယူရောဖြစ်စီဆွဲဆောင်နေပါစေကြောက်ခြင်းမြောက်ခြင်းမဖြစ်တော့ပေနဲ့စစ်မှန်တဲ့ဘုရားဘာသာဝင်တူဖြစ်ရာတပ်ပံမတုံမလှုပ်နေထိုင်ကြင်ကြံသွားတဲ့သူတွေကတော့ဘုံမှာကြာနေတူတဲ့ ဥပဒကအထက်တန်းစားဗုဒ္ဓဘာသာဝင်နေတာဖြစ်ကြပါတယ်ခင်ဗျာဒီနေရာမှာပြောချင်တာကတော့ဗုဒ္ဓဘာသာလို့ကိုကိုကိုခံယူထားရုံနဲ့တကယ်ဗုဒ္ဓဘာသာဝင်မဖြစ်ဘူးဆိုတာပါပဲအမိခံတတ်တတ်နဲ့တော့အထက်တန်းစားဗုဒ္ဓဘာသာဝင်မဖြစ်ပဲအောက်တန်းစားဗုဒ္ဓဘာသာဝင်သာဖြစ်မှာပါဒါဆိုရင်အထက်တန်းစားဗုဒ္ဓဘာသာဝင်နဲ့အောက်တန်းစားဗုဒ္ဓဘာသာဝင်တို့ဘယ်လိုကွဲပြားခြားနားလဲဆိုတာနားလဲသဘောပေါက်လောက်ပြီးထင်ပါလေအဲ့ဒါကြောင့်ဗုဒ္ဓဘာသာဝင်လို့ကိုကိုကို အမိခံထားသူများအနေနဲ့မိမိကိုယ်တိုင်မိမိတို့အထက်တန်းစာဗုဒ္ဓဘာသာဝင်လားအောက်တန်းစာဗုဒ္ဓဘာသာဝင်လားဆိုတာပြန်လည်ဆန်းစစ်ကြည့်သင့်ပါတယ်။ဒါကြောင့်အခုဘဝအတွက်ရောတောင်းတန်နေရာအတွက်ပါအကျိုးရှိစေမယ်ဗုဒ္ဓအဆုံးအမတွေကိုလေးစားလိုက်နာပြီးတော့အထက်တန်းစာဗုဒ္ဓဘာသာဝင်တွေဖြစ်လာအောင်ကျွန်တော်တို့အတူစူးစမ်းသွားရအောင်လို့တိုက်တွန်းရင်းနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။ ဒီဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့သူတွေအားလုံးအထက်တန်းကဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်